ူများကိုပြောတော့မယ်ဆိုရင်ကိုယ့်ကိုပြန်ကြည့်တယ်။ပြန်မကြည့်ပဲနဲ့သူများကိုသာတစ်ဖက်သက်ဆုံးမတဲ့သူတတိပေးတဲ့လူဆိုလို့ရှိရင်အပျော်သမားတသက်ဖြစ်သွားမယ်။လူလောကထဲမှာအပျော်သမားတသက်ပြောတာနဲ့လှုပ်တာနဲ့မကိုက်တဲ့လူတယောက်ဒီလိုအခြေအနေမျိုးရောက်သွားတဲ့တဲ့ဒါကြောင့်မို့တတိပေးတယ် လူတွေဆိုတာဟာယထာဝါရီတထာကာရီကိုပြောတဲ့အတိုင်းလုပ်ရမယ်ကိုလုပ်တဲ့အတိုင်းလည်းပြောရမယ်အလုတ်ကတခြားပြောရတခြားမဖြစ်စေရဘူးတဲ့အဲ့ဒါကိုတတိပေးဆုံးမတဲ့အနေနဲ့အတ္တနာမေဝပထမပတိရူပေနိဝေတယေသူများကိုပြောချင်သူများပြောဖို့အတ္ထား ကိုကိုကိုစမတ်ကြအောင်ရင်းလှုပ်လိုက်အောင်သူဆိုလိုတယ်နော်ကိုကိုစမတ်ကြအောင်နေကြည့်လိုက်အောင်မြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်ချုပ်သွားတာငယ်ငယ်တော့ကဟိုးတခါကြီးတယောက်ပြောဦးတယ်ခေါင်းအင်္ဂလိပ်တွေဟာတဲ့ဗမာပြည်အုပ်ချုပ်တဲ့အခါသူတို့နိုင်ငံမှာတော့သူတို့နေခြင်းသူတို့နေတယ်ဗမာပြည်အုပ်ချုပ်တဲ့အခါမှာ ဒေသသားတွေဗမာလူမျိုးတွေကသူတို့ကိုလေးစားအောင်လို့ဆိုပြီးသပင်ကိုလည်းကြော့နေအောင်ဖိထားအဝတ်စားကိုလည်းတတ်တတ်ရရနေ့တိုင်းနဲ့ပန်းနဲ့ဝတ်ပြီးအင်္ဂလိပ်တွေကအဲ့ဒါလိုနေတယ်လို့အင်္ဂလိပ်လက်ထက်တုန်းကစစ်ကဲရာထူးထီအောင်ရရှိတဲ့တကကြီးတယောက်ကဘုန်းကြီးကိုရှောက်ဖို့တဲ့အဲ့လိုသူကအင်္ဂလိပ်စာတက်အမှုတန်းကောင်းပေါ့နော်အဲ့ဒီကရက်ပြောတယ် အင်္ဂလိပ်တွေကတဲ့ဒေတာလူတွေသူတို့ကိုအထင်ကြီးအောင်လေးစားအောင်သူတို့ကဘယ်တော့မှကိုယ့်ကာမနေဘူးတဲ့ဘယ်တော့မှကိုယ့်ကာမနေဘူးစားလဲစတိုင်းနဲ့เนาะနေလဲစတိုင်းနဲ့လူထင်ကြီးအောင်ပေါ့သူတို့ကအဲကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတယ်ဒါမို့အဲ့ဒီကလာတာစမတ်ကြကြနေတယ်ဆိုတာအဲစမတ်ကြကြနေတယ်ဘူးဆန်းနေတို့ဘာတို့ပြောကြပြန်တာပေါ့เนาะဘုမာတွေက အင်္ဂလိပ်ကိုဘူလို့ခေါ်တာ ਨੇ တပါတယ်ဘူကလည်းပဲနှစ်ဘူရှိတယ်ဘူပြူနဲ့ဘူမဲဟိုတချင်းဆိုတဲ့လူပြောတာမဟုတ်ဘူးဘာလို့ဘူပြူဘူမဲဖြစ်သွားတော့ဆိုအင်္ဂလိပ်တွေကဗမာပြည်ကိုအုပ်ချုပ်တဲ့အခါမှာအိန္ဒိယကလားတွေ ਨੇ အုပ်ချုပ်တာအိန္ဒိယလူမျိုးတွေခေါ်လာတာအဲ့ဒါဘူမဲတွေပါလား စဉ်းစားကြည့်အဖြူတွေကနံပါတ်1ခေါင်းဆောင်လုပ်ပြီးတော့အမဲတွေကသူ့လက်အောက်ကနေတဆင်အောင်ချုပ်တယ်အဲကြောင့်မို့သူတို့လုတ်သွားတဲ့ဟာအတူခိုးစရာတွေလည်းရှိတယ်လို့ပြောကြတယ်အဲဒီရှေ့ခင်မိတဲ့လူကြီးတွေပေါ့နော်သူတို့ကတဲ့သူတို့လေးဆောင်အောင်လို့ဆိုဘယ်ခါပဲဖြစ်ဖြစ်နေတာထိုင်တာဟာစတိုင်နဲ့နေတယ်စကားပြောရင်လည်းတတ်တတ်ရပြောတယ်ပြောရင်မပြောဘူး သူတို့ကိုခံညာထဲဝါဆိုတာနေပြပြီးတော့အရှိန်ဝါကို ပြပြီးတော့ဒီလိုအုပ်ချုပ်သွားတာဒါလည်းဟုတ်တာပဲเนาะဒါလည်းလှုပ်တဲ့လှုပ်ထက်တဲ့လှုပ်ပဲကိုယ်ကမနေဘူးစမတ်ကြကြနေတယ်စတိုင်ကြကြနေတယ်နေပြီးရင်တောကလူတွေလေးစားအောင်သူတို့နေရမယ်လို့နေဖို့ထိုင်မှုအဲ့ဒါကိုမြတ်စွာဘုရားကလည်းဟောတာချီ အတ္တနာမိဝပထမံပတိရူပိနိဝေတေတဲ့ကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတဲ့ကိုယ့်ကိုကိုအရင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ဥပမာကိုကိုယ်တိုင်ကဟုတ်လားကိုချင်းသီလဆောက်တည်တယ်ဥပုံနေတိုင်းဥပုံဆောင်တယ်ဒီလိုပေါ့ကိုကိုယ်တိုင်ကအများကအားကြလောက်အောင်နေပြနေပြပြီးတော့မှအထင်ညမနုတာသေးရတယ် အဲ့ဒီနောက်မှာသူများကိုဆုံးမပါကိုနေတယ်လို့သူများကိုနေနိုင်အောင်ဆုံးမပါအဲ့ဒီလိုမလုပ်ဖဲနဲ့ကိုကတော့နေခြင်းတို့နေပြီးသူများတော့ဆရာလုံးလို့ရှိရင်ဘာဖြစ်လဲကိုပေါ်မှာတုံ့ပြန်ပြီးတော့မင်းငော့ခံရတာဖြစ်တယ်နော်မင်းငော့ခံမလေးစားကြတော့ဘူးပေါ့ အဲ့လိုလေးစားမခံရဘူးဆိုတဲ့ကိုယ်ကုန်တဲ့ခါကိုကိုညင်နှောင်းအောင်လို့သလိုဖြစ်သွားပြီ။ဒါမြတ်စွာဘုရားသတိပေးဆုံးမတာမတမကောင်းတယ်။လူကြီးလှုပ်တဲ့ပုဂ္ဂိုလ်ဟာလူကြီးပြီပြီကိုကအရင်နေပြ။ပြီးတော့မှသူများကိုဆုံးမ။အဲ့လိုမဟုတ်ဘဲနဲ့ကိုကတော့ကလေးကလာသူများကိုသွားဆုံးမတဲ့အခါကျတော့တစ်ဖက်သားကတော့အင်းသူတို့နေခြင်းသူတို့နေငါတို့ကြမှာလာပြောတယ်။ ဟုတ်လို့လည်းမလုံနဲ့တာဖာနှစ်ယောက်အယက်တူတူတောက်တဲ့ခါကျအဖေလို့တဲ့ပုဂ္ဂိုလ်ပြောတယ်ငါတော့တက်ပါဖြစ်ပြီးငါတောက်လို့ရတယ်မင်းမတောက်နဲ့တော့တက်ပါဖြစ်ပြီးလှုပ်ရှင်တာလှုပ်လို့ရတယ်လို့ထင်တယ်နော်တော့တက်ပါပြီးဘယ်လှုပ်တော့မလဲအဲတော့တက်ပါလက်မှတ်ရလိုက်သလားမသိဘူးငါကတော့တက်ပါဖြစ်သွားရင်တောက်တယ်ငါကိစ္စရှိတယ်ငါအပေတကားပိတ်ပြီးပြီဘာနဲ့ပိတ်တယ်တော့မသိဘူးသူ့အပေတယ် ော့မင်းမတော့နဲ့မင်းတော့မင်းငယ်ကြလိုက်မင်းငါတော့အပေတကားပိတ်ပြီနော်အဲ့လိုဟာမျိုးလည်းရှိသေးတယ်အဲ့တော့ငါနေသလိုမနေနဲ့ငါပြောသလိုလုပ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမဖြစ်စေနဲ့တဲ့မြတ်စွာဘုရားအတ္တနာမေဝပထမံပတိရူပေနိဝေတယအထင်းညမနုဿသေယနာကိလေသေယပဏိတောပညာရှိဆိုတာပြစ်တင်မခံရအောင် ကိုကိုယ်တိုင်ကစနစ်တကျနေထိုင်ဖို့လိုအပ်တယ်ပြီးတော့မှသူများကိုတုံသင်ဆုံးမပါဆရာလုံးမဲ့ပုံကိုယ်တွေကိုလမ်းညွှန်မှုပြုတယ်